ဒီနေ့တော့ဒေသနာချမ်းအခန်းကြီးလေးဖြစ်ပါတယ်အခန်းကြီးလေးအငယ်1မှ6တဖန်တုံနေအောင်မှပြုသမျှတော့ညီစေချင်းတို့ကိုငါထက်၍ဆင်ခြင်၏ညီစေချင်းကို ခံရသောသူတို့သည်ငိုကြွေးတော်လဲချမ်းသာပေးနိုင်တော်သူမရှိညီစေတတ်သောသူတို့သည် တကူရှိသည်ဖြင့်ချမ်းသာပေးနိုင်သောသူမရှိတို့ဖြစ်၍တေလွန်ပြီးသော လူသေးသည်အသက်ရှင်သေးသော လူရှင်ထက်ပါ၍မင်္ဂလာရှိသည်ဟုငါဆိုရ၏တို့ရတွင်တခါမျှမဖြစ်သေးသောသူ နေအောင်မှပြုသောဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်ပါ၍မင်္ဂလာရှိ၏ တပံစူးစမ်းအထုတ်ခြင်းအမှုနှင့် ကောင်းမွန်စွာပြည့်စည်သောအမှုအလုံးစုံတို့ကို၎င်းထိုတို့သောအမှုတို့ကြောင့်သူတပံညူစုကြောင်းကို၎င်းငါဆင်ခြင်း၏ထိုအမှုရာသည်အနတ္တအမှုလေကိုကျက်စားသော အမှုဖြစ်၏မိုက်သောသူသည်မိမိလက်ချင်းပိုက်ထား၍မိမိအသားကိုစားတတ်၏ညီတချင်းနှင့်ရှင်လျက်လက်သုပ်တီးသောဥစ္စာသည် ပင်ပန်းစွာလှုပ်ခြင်း လေကိုကျဆန်းခြင်းနှင့်ရှင်လျက်လက်နှစ်ဖက်၌ပြည့်သောဥစ္စာထက်တာ၍ကောင်း၏အငယ်ခုနှစ်မှဆနှစ်တဖန်ငါထက်၍နေအောင်မှ အနတ္တအမှုကိုဆင်ကျင်သောအရာဟုမူကားလူသည် အဖို့အဖက်ပန်းသမီးညီကိုမရှိတယောက်တည်းဖြစ်တော်လဲကြိုးစားအားထုတ်၍မကုန်နိုင်မိမိစည်းစိမ်ကိုမြည်၍မယုံရဲနိုင် ငါဒီကိုကိုညှင်းဆဲ၍အဘဲသူအဖို့ကြိုးစားအားထုတ်တည်းဟုမမေ့တံဤအမှုရာသည်လည်းအနတ္တမှု အလွန်ပင်မန်းစေသောအမှုဖြစ်၏လူဒီတယောက်ထီးထက်နှစ်ယောက်ပါ၍ကောင်း၏ကြိုးစားအားထုတ်လျင်ကောင်းသောအကျိုးကိုရတတ်၏တယောက်လဲလျင်တယောက်ထူလိမ့်မည်တယောက်ထီးသောသူလဲလျင်မူကားအကျိုးနည်းပြီထူသောသူမရှိ လူသည်နှစ်ယောက်အတူအိတ်လျင်နွေးတတ်၏တယောက်ထီးသောသူမူကားအပေတို့နွေးနိုင်သည်လူတယောက်သည်တယောက်ကိုနိုင်လျင်ထိုလူကိုနှစ်ယောက် စီးတားနိုင်၏သုံးလုံးတင်သောချိုးသည်လည်းအလွယ်တကူမပြတ်တံအငယ်73မှ76ဆုံးမချင်းကိုမခံအသက်ကြီး၍မိုက်သောရှင်မြင်းထက်ပညာရှိသောဆင်းရဲသားသူငယ်သည်တာ၍မြတ်၏ ထိုသောသောသူငယ်သည်ထောင်ထဲကထွက်၍နန်းတော်ပေါ်သို့ရောက်တတ်၏ထိုသောသောရှင်မင်းမူကားအဖအရိယာနှင့်နန်းထိုင်တော်လဲဆင်းရဲခြင်းသို့ရောက်တတ်၏နေအောင်မှကျင်လေသောသရဝအပေါင်းတို့သည်မင်းအရိယာကိုခံရသော ထိုဒုတိယသူဘက်၌နေတတ်ကြသည်ကိုငါဆင်ခြင်း၏ ထိုမင်းအုပ်ဆိုးသောသူအပေါင်းတို့ကိုရေတွက်၍မကုံနိုင်။နောက်လာသော သူတို့သည်လည်းထိုမင်းကို အားမရဘဲနေကြလိမ့်မည်။အကယ်စင်စစ်ထိုအမှုရာသည်လည်းအနတ္တအမှုလေကိုချက်ဆသော အမှုဖြစ်၏။ Okay, now video ကိုပြန်တွေ့မယ်။ Bye bye.